်မင်္ဂလာပါရှင် Voice of Revolution တော်လန်တန်တရင်းစာမျက်နှာမှာနှုတ်ခွဆက်တာပါတယ်မလ9ရက်နေ့အတွက်တော်လန်တရင်းတွေကိုကြီးညာပေးပါတော့မယ်ကျွန်မတော့ခင်စောအောင်ပါရှင်ဒုဗိုလ်အစဉ်အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်သား19ဦးတေဆုံးခဲ့တဲ့တိုက်ပွဲသတင်းကို တင်ပြပါမယ်။လွန်ခဲ့တဲ့မလ၄ရက်နေ့ကတိုက်ပွဲသတင်းကိုချုံမိုင်မိုင်ရင်းပပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုကဒီကနေ့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲဒီထုတ်ပြန်ချက်ထဲမှာ မလ၄ရက်နေ့ညနေ3:30မိနစ်အချိန်မှာမုံရွာမြို့ရင်းမှာထွက်လာတဲ့တံပြားကားစစ်ကားနှစ်စီးကိုမုံရွာမန္တလေးလမ်းမိုင်းတနေရာမှာမိမိတို့မဟာမိတ်ပူးပေါင်းတံများမှာစောက်ကြိုတိုက်ခိုက်ခဲ့ပါတယ်လို့ရေးသားထားတာတွေ့ရပါတယ်ဖြစ်စဉ်ကိုဖော်ပြရမှာတော့မုံရွာတွင်းမှာနေပြီးမိုင်းရှင်ထွက်လာတဲ့ဂျမကားကိုမိုင်းဆွဲလိုက်ချိန်မှာကားတစ်စီးထိုးရက်သွားခဲ့ပြီးဂျန်နစီးကပြန်ပြီးကိုတဲ့အချိန်မှာလက်နဲ့ငယ်များနဲ့ဝိုင်းပြီးတိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်း၆ဦးမြို့နယ်စိုက်ကွင်းရုံးနဲ့ မြပလဲစစ်ကောင်းစီအထိုင်စခန်းကနေ120မမလက်နဲ့ကြီးပစ်ဘူးပေးခဲ့ပြီးနမခမအင်ဂျင်တက်လေးလေးများဖြင့်လေးချောင်းပစ်ကူပေးခဲ့ပါသေးတယ်လို့တော်လန်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်တိုက်ပွဲရလကတော့တိုက်ပွဲအတွင်စစ်ကောင်းစီဘက်မှဒူဗိုတူအပါအဝင်16ဦးသေပြီးမိမိတို့တပ်ပေါင်းစုဘက်မှရဲဘော်တူဒဏ်ရာရရှိခဲ့ပါတယ်၎င်းတိုက်ပွဲမှာကာနစီမောင်းမရ၍မိရှုဖြစ်စီခဲ့ပါတယ်လို့យေတာထားပြီးတိစီရမိတဲ့ခရယာများကိုဖော်ပြခဲ့ရမှာတော့ MA1 လေးလက် MA3 တလက် MA11 သုံးလက် G3 တလက် G1 တလက်60မမစိန်ပြောင်းတလက်40မမစုံလဲတလက်ဂျီပေါင်မျိုးစုံ22ပေါက်ရရှိခဲ့ပါတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမိမိတို့ချုံမမိုင်းရင်းမပင်မြို့နယ်မဟာမိတ်တပေါင်းစုပါဝင်ဖွဲ့စည်းထားတဲ့ UNF စစ်ကြောင်းနဲ့ချောင်းမြို့နယ်ပကဖတိုက်ခိုက်ရေးတပ်အခြားမမိတ်တပ်ဖွဲ့များမှတိုက်ပွဲပေါ်ဆောင်ခဲ့ကြခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ိမိတို့ချုံမမိုင်တပ်ဖွဲ့အနေဖြင့်ဖေဖော်ဝါရီလ15ရက်နေ့မှာချောင်းဦးမြို့နယ်ကင်းမွန်တော်ပြူရွာစခန်းသိမ်းတိုက်ပွဲမှာလဲပောင်းဝင်တက်ခိုက်ခဲ့ပြီးရဲဘော်တအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့်ယူရန်လက်မဲ့စစ်ကြောင်းမှရဲဘော်နှစ်ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်းလဲအသိပေးထားပါတယ်မိမိတို့ဒေါ်လန်တမျှဟာအခုလိုစစ်ကောင်စီတမျှကိုအနာယူတိုက်ပွဲဖော်ဆောင်နိုင်တဲ့ဟာပြည်သူများရဲ့ထောက်ပံ့မှုကြောင့်သာအနာယူအောင်ပွဲဆင်နိုင်ခြင်းဖြစ်တာကြောင့် ဆက်လက်ပြီးထောက်ဖို့ကူညီပေးပါရန်မေတ္တာရက်ခံအပ်ပါတယ်လို့လည်းသတင်းစာမျက်နှာမှာရေးသားထုတ်ပြန်ထားပါတယ်။အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ကတော့ရမဘက်ခံအမနက်ဆက်ကွန်တရင်တခွဲတည့်ရဲ့ရဲဘော်ကောင်းကြီးဖြစ်ပါတယ်။ဒါကတော့ရဲဘော်ကောင်းစီပဲဖြစ်ပါတယ်။ကျွန်တော်တို့ရမဘက်ခံအမနက်ဆက်ကွန်တရင်နဲ့ချူမိုင်မိုင်ရမွေမြို့နယ်မဟာမိတ်တပေါင်းစုတို့ပူးပေါင်းလှုပ်ဆောင်ထားတဲ့အကြီးဖြစ်ဖို့အသီးလို့တဲ့၄၀မမအသီးလုံးတရာကပိန်လေးရှိပါတယ်။ကျွန်တော်တိုက်ပွဲအတွေ့အကြုံနဲ့ဒီ၄၀မမအသီးအတော့ဘုံပြောရမယ်ဆိုရင် ရန်သူစစ်ကြောင်းရန်သူစခန်းများဝင်ဖြိုခွဲပြစီဖြိုခွဲပြစီရတယ်ရန်သူအင်အားထိခိုက်ကြဆုံများအောင်နဲ့ရန်သူအင်အားများကိုဖြိုခွဲပြအောင်ပြုလုပ်ဖြစ်စီနိုင်တဲ့အာဒီဖြူဝါမြောက်လက်နက်ဒီဖြူဝါမြောက်အသီးလေးပဲဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့အကြီးဖြူဖို့အသီးလိုတဲ့ဒေသမမသည့်အလုံးလျာကမ်ပိန်းလေးကိုပြည်သူများအနေနဲ့အာပူပေါင်းပါဝင်ပေးကြဖို့ကျွန်တော်တို့အနေနဲ့နှိုးဆော်အပ်ပါတယ်အမြင်မှုရောက်ခဲ့တဲ့တိုက်ပွဲကို SRC Spring Revolution Clinics မှဆေးဘက်ဆိုင်ရာအကူအညီပေးခဲ့ပြီးရင်းမြစ်ဌာနေလေကြောင်းအတိုင်းမှလေကြောင်းကင်းထောက်မှုကူညီပေးခဲ့တယ်လို့လည်းရေးသားထုတ်ပြန်ထားပါတယ်။အခုအောင်မြင်ခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်ကူနိုင်မှုခီးတဲ့တင်ကားများနဲ့လိုက်ပါပြီးခီးတဲ့များကိုတစကံလုံးအသုံးချခဲ့ကြပါသေးတယ်။တလရေးတများကကဲထုတ်နိုင်ခဲ့ပေမလဲခီးတဲ့များအနက်မှခီးတဲ့သုံးဦးမှာစစ်တပ်ကပြစ်ခတ်သောလက်နက်ကြီးကြီးထိမှန်၍တိုက်ဆုံခဲ့ရကြောင်းသိရပါပါတယ်။ တိတ်ဆုံးခဲ့တဲ့အရသားတွေကတက်ကတစကံလှုပ်လာတာပါစစ်သားတွေကခီးတဲ့တင်ကားတွေနဲ့လိုက်လာတယ်ကျွန်တော်တို့ကခီးတဲ့တင်ကားတွေပေါ်မှာတက်စပြီးပြည်သူတွေကိုတွေ့လို့ကဲထုတ်လာတာအဲ့ဒီအချိန်မှာမြပလဲအထိုင်စကန်ကနေလက်နဲ့ကြီးတွေနဲ့ပြစ်တယ်အဲ့ဒီမှာထိမှန်တိတ်ဆုံးကုန်တယ်ကျန်တဲ့ခီးတဲ့အရသားတချို့ကိုကားပေါ်ကနေတိုက်ပွဲဧရိယာပြင်ပတ်ကိုထုတ်ပေးခဲ့ပါတယ်လို့ချုံမမိုင်ရင်းမပေမြို့နယ်မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူတို့ကပြောပါတယ် တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်တေဆုံးသူပြည်သူ၃ဦးမှာအသက်50ကျော်အရွယ်အမျိုးသမီး2ဦးမုံရွာမြို့မှာအသက်28နှစ်အရွယ်မတ်မေတရီဖီဦးနဲ့တမိဖြစ်သူအသက်3နှစ်အရွယ်မတ်ကေယန်ထတ်တို့ဖြစ်ကြောင်းသိရပါရရှင်။နောက်ထပ်တိုက်ပွဲသတင်းများမှာတော့စကိုင်းဒဇယ်ကြိုက်ထိုဘီလင်းပခုတ်ကူကမ်းမလမ်းပိုင်းကတိုက်ပွဲတွေကိုတင်ပြပါမယ်။မလ3ရက်နေ့မနက်၄နာရီခန့်က စကိုင်းတိုင်း30မြို့နီကစစ်ကောင်းစစ်ခန်းတွေကိုတော်လိုင်းရဲတပ်တွေကဆက်လက်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ပွဲများအတွင်းမှာစစ်ကောင်းစီတပ်တွေသိမ်းဆုံးမှုများပြခဲ့ပြီးစစ်တုံးပန်း9ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်လို့တော်လိုင်းရဲတပ်ဖက်ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီလောက်ခံတက်ဖြစ်တဲ့စင်ငယ်အမည်ရှိပြူရွာပါဝင်ဒဇယ်မျိုးအနီးကရန်သူစကန်ချုပ်ကိုလည်းတော်လရင်တက်များကသိမ်းနိုင်ခဲ့ကြတယ်လို့သိရပါဗျ။ဖမ်းမိထားတဲ့စစ်သုံးပန်း9ဦးဟာ သင်ကန်းချုံဝတ်တော်ရဲ့စစ်ကြောင်းကဖြစ်ပြီးမလ၄ရက်နေ့ညပိုင်းကဖမ်းမိတာလို့ဆိုပါတယ်။တော်လိုင်းရဲဘော်တူပြောတာတကားတော့အဲ့ဒီရွာတဝိုက်မှာတိုက်ပွဲကပျောက်ကြားပုံစံမျိုးတော်ဆက်ဖြစ်နေပြီးစစ်ကောင်းစီအလောင်း15လောင်းရထားတယ်လို့လည်းဆိုပါတယ်။အဲ့ဒီနောက်မလ၅ရက်နေ့ညပိုင်းမှာစစ်တပ်ဖက်ကဝိုင်းတွဲနဲ့လက်နယ်ရိတ်ခါတွေလာထောက်ပံ့ကတာရှိပြီးမလ6ရက်နေ့မှာတော့ကာဘိုးရွာအနီးရွှေလန်းစုံရွာကိုရန်သူလောက်ခံပြူအင်အားတရာလောက်ထပ်မံဖြစ်တင်းခဲ့ကြတယ်လို့ဆိုပါတယ်။ တိုက်ပွဲများဟာဒီနေ့ထိပြင်းထန်နေဆဲဖြစ်ပြီးစစ်ကောင်စီအင်အားများကမျိုးရင်းကဘလုံးကွင်းကြံခန်းရေယုံထွေအိုယုံနှင့်ရေစခန်းများမှာအထိုင်ချထားကြပါတယ်။ဒေသခံတွေလည်းတိုက်ပွဲကြောက်ရှောင်တိန်နေရပြီးတော်လှန်ရေးတပ်တွေအနေနဲ့ဒဇယ်မျိုးအနီးကရန်သူစခန်းတွေကိုခုလိုတိုက်ခိုက်တာဟာသုံးကြိမ်မြောက်ဖြစ်တယ်လို့လည်းသိရပါတယ်။ ရန်ကုန်မော်လမြိုင်လမ်းမကြီးပေါ်ကကြိုက်ထိုးဘီလင်းကာလမိုင်မှာလဲမလ6ရက်နေ့နနက်7:26မိနစ်မှာစစ်ရင်တန်းအတွက် PDF အသွင်ယူပြီးကင်းမောဝင့်နေတဲ့ရန်သူတပ်ကိုတော်လိုင်းတက်မြောက်ကတိုက်ခိုက်ခဲ့ကြပါတယ်ထိတိတ်တိုက်ပွဲဟာမွန်းလွဲ7:55မိနစ်ထိဖြစ်ပွားခဲ့ကအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိတအူးအပါအဝင်၄ဦးသေဆုံးက၄ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ော်လန်ရေးတက်ဖွဲ့ဘက်မှလည်းရဲဘော်တို့ညမျက်စွာအသက်ပေးလူခဲ့ရပြီးရဲဘော်နှုတ်မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်အခုဆိုရင်ရန်သူစစ်ကောင်စီတမျှဟာ PDF အသွင်ယူပြီးချင်းကပ်လာရီပြုလုပ်နေကြပါတယ်။ဒါကြောင့်အဖွဲ့တိုင်းမှာရှိတဲ့ရဲဘော်တွေအနေနဲ့ပိုပြီးကူးဆိုင်ရန်လိုကြောင်းငကပြူစစ်ကြောင်း PDF အဖွဲ့မှတာဝန်ရှိသူတို့ကသတိပေးထားပါတယ်။တိုက်ပွဲမှာကြာဆုံးသွားတဲ့ရဲဘော်ဒီမိုရဲ့ပေးဆမှုဟာကြီးမားလွန်ပြီး တော်လိုင်းအောင်မြင်သည့်အထိတိုက်ပွဲဝင်သွားမယ်လို့ငကပြူစစ်ကြောင်းမှဂရိပြုခဲ့ကြပြီးပူပေါင်းအဖွဲ့တွေကတော့ငကပြူစစ်ကြောင်း BDF အဖွဲ့နှင့်တရင်8935တပ်ဖွဲ့၄တပြင်းညိုစစ်ကြောင်းတို့ဖြစ်တယ်လို့သိရပါဗျ။မကွေးတိုင်းပခုတ်ကူမြို့နယ်တွင်းကပခုတ်ကူကံမာလမ်းပိုင်းမှာလဲမတ်လ6ရက်နေ့မနေ့ကမနေ့9နာရီခန့်မှာတိုက်ပွဲဖြစ်ခဲ့ပါဗျ။စကောင်စီတဲ့ရဲ့စစ်စေးကိတ်တခုကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးရန်သူနှုတ်ဦးသေဆုံးကြောင်း နှစ်ယောက်ဒဏ်ရာရခဲ့ကြောင်းပခုတ်ကူတူရင်တပ်ဖွဲ့ထမ်းမှသိရပါဗယ်တိုက်ခိုက်ခဲ့ကြတဲ့ရန်သူစကန်ဟာညောင်ကျပင်ကြေးရွာမှာရှိပြီးအင်အား90ခန့်နဲ့အထိုင်ချထားပါဗယ်တိုက်ခိုက်ခဲ့ကြတဲ့တော်လန်တမြကတော့အကွိတ် PDF Hunter SSGF GRF Black Cheetah တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရဲဘော်တွေအားလုံးဘေးကင်းခဲ့ကြကြောင်းသိရပါတယ်ရှင်ဆလဘီနိုင်ငံတကာသတင်းများကို ကိုထက်ကစူးစီးတင်ပြပေးသွားပါမယ်ရှင်။ မင်္ဂလာပါခင်ဗျာမလ9ရက်နေ့အတွက် VOA ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Israel တိုက်ခိုက်မှုတွေပြန်လည်စတင်မှာကဒဇာခံတွေကိုတပ်ပစ်မယ်လို့ဟာမကပြောဆိုလိုက်ပါတယ်။ဂါဇာကမ်းမြောင်ဒေသကို Israel ကတိုက်ခိုက်မှုတွေအရှိန်မြှင့်လာပါကကြံရှိနေသေးတဲ့ဒဇာခံတွေကိုတပ်ပစ်မယ်လို့ဟာမစစ်တပ်ပြောဆိုခွင့်ရှိသူကကြာတာပရင်းနေမှာထုတ်ပြန်ခဲ့ပါတယ်။ ကြံရှိနေသေးတဲ့တည်ဆုံပြီးသားတစားခန့်တွေဒါမှမဟုတ်အသက်ရှင်သူတွေအားလုံးကိုလွတ်ပေးဖို့တမရဒွန်နယ်ထရန်ကဟာမတ်ကိုအမိန့်ပေးပြီးနောက်ပိုင်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ဝင်းကြီးချုပ်ကသူ့တုတ်ပန်းတွေရဲ့အသက်တွေထက်နိုင်ငံရဲ့အကျိုးစီးပွားကိုဦးစားပေးလှုပ်ဆောင်နေတာကြောင့်သဘောတူညီချက်ကိုရှောင်လွှဲဖို့ကြိုးစားနေပါတယ်။တိမ့်ပိုက်သူဟာပြည်သူတွေပေါ်ရန်စားမှုတွေအရှိန်မြင့်ဖို့အမေရိကန်ကိုဆက်လက်တောင်းဆိုနေပါတယ်လို့ Ecosas တက်မရဲ့ပြောရေးဆိုဝင်ရှိသူအာဘူယူဘိုင်ဒါကကြာတာပရင်းနေမှာပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ချိန်ချမှုတွေကသူတို့တွေကိုကြာဆုံးစေုံမကပဲသူတို့ရဲ့တုတ်ပန်းတွေကိုလွတ်ပေးဖို့တွန်းအားဖြစ်စေမှာမဟုတ်ပါဘူး။ဖြစ်နိုင်ရရှိတဲ့အခြေအနေအားလုံးအတွက်ကျွန်တော်တို့အပြည့်အဝပြင်ဆင်ထားပါတယ်။ကျွန်တော်တို့ပြည်သူတွေပေါ်ရန်လိုမှုတိုးလာမယ်ဆိုရင်ရန်သူတုတ်ပန်းတွေကိုတက်ပြစ်မှာပါလို့သူကပြောကြားခဲ့ပါတယ်။ထရန့်ဟာဟာမတ်တွေကိုဗုဒုံးနဲ့မှချိန်ချခဲ့ပြီးကြမ်းရှိနေသေးတဲ့တည်ဆုံပြီးတစားခံနေတဲ့အသက်ရှင်လျက်ရှိသူအားလုံးကိုချက်ချင်းလွတ်ပေးဖို့အမိန့်ပေးခဲ့တာဖြစ်ပါတယ်။အလုပ်ပြောင်းလုပ်ဖို့လွတ်တာအားလုံးကိုအစ်ဆွေးကိုပို့ဝေးနေပါတယ်။ ကျွန်ုပ်ပြောသလိုမလုပ်ရင်ဟာမတ်အဖွဲ့ဝင်တယောက်မှဘေးကင်းမှာမဟုတ်ဘူးလို့ထရန့်ကဆိုရှယ်မီဒီယာမှာချင်းချောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ခေါင်းဆောင်မှုအတွက်အခုချိန်ကဂါဇာကိုထပ်သွားမယ့်အချိန်မှာပဲမင်းမာအခွင့်အရေးရှိတော့မယ်နောက်ပြီးဂါဇာလူတွေအတွက်လှပတဲ့အနာဂတ်တစ်ခုက စောက်ကြုံနေပါတယ်ဒါပေမဲ့မင်းတစားကန်တွေကိုစဖန်းထားရင်တော့မင်းတေသွားလိုက်မယ်ထမြက်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတစားခန်တွေကိုအခုပဲလွှတ်ပေးလိုက်ပါဒါမှမဟုတ်နောက်မှပြန်ပေးရမယ်ငရဲဖြစ်လိမ့်မယ်လို့ထရန့်ကရှင်းသားခဲ့တာဖြစ်ပါတယ် ထရန့်ဟာ Oval Office မှာလွတ်မြောက်လာသူ၈ဦးနဲ့ဗရုံးနစ်ကတွေ့ဆုံခဲ့ပါတယ်။သမရကသူရဲ့ခြေကွဲပွဲဇလန်းတွေကိုတေချာနားထောင်ခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲအတွင်းအတွင်းမှု Caroline Libick ကပြောကြားခဲ့ပါတယ်။တစားခန်းနေအားလုံးကိုအိမ်ပြန်ဖို့ဖို့သူရဲ့ကြိုးပမ်းမှုအတွက်သမရထရန့်ကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ဂါဇာမှာတစားခန်း24ဦးထိကျန်ရှိနေတယ်လို့ယူဆကြောင်း Israel ဝန်ကြီးချုပ် Benjamin Netanyahu ကတနင်္ဂနွေနေ့မှာပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာပြောကြားခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ လာမယ့်သတင်းပတ်အမေရိကန်ယူကရိန်းဆွေးနွေးပွဲဟာအတိတ်ပဲရှိလိမ့်မယ်လို့ဇလန်စကီကမျှော်လင့်ထားပါတယ်။အမေရိကန်ယူကရိန်းဆွေးနွေးပွဲကိုလာမယ့်သတင်းပတ်မှာ sorry အရေးပြမှာကျင်းပမှာဖြစ်တယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောကြားခဲ့ပြီးဒါကအတိတ်ပဲရှိတဲ့တွေ့ဆုံမှုဖြစ်လာလိမ့်မယ်လို့မျှော်လင့်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အထူးတပ်တမစတီဝတ်ကော့ကရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ညှိနှိုင်းအတွက်အမေရိကန်ဘက်ဟာမူပေါင်းကိုဆွေးနွေးလိုတယ်လို့ပြောကြားခဲ့ပါတယ်။ ပြည်ခဲ့တဲ့တောက်ကြနေကအင်ဖြူရောမှာဇလန်စကီနဲ့ထရန့်တို့ဟာလူသိရှင်ကြားထိတ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ကြတာပါဒီကလာအတွင်းထရန့်ကဇလန်စကီဟာတိုက်ပွဲတွေအဆုံးသတ်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပြောကြားခဲ့ပါတယ်။ယူကရိန်းတွက်စီးရေးကူညီကိုအမေရိကန်ကခက်တရက်လိုက်ပြီးစီးရေးသတင်းမျှဝေမှုတွေကိုလည်းရပ်တန့်လိုက်ပါတယ်။ယူကရိန်းသမ္မတကအဲ့ဒီဖြစ်ရအတွက်နောက်လိုက်ရကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးနိုင်ငံရဲ့အကြီးဆုံးစစ်ဘက်ဆိုင်ရာထောက်ပံ့သူဖြစ်တဲ့အမေရိကန်နဲ့ဆက်ဆံရေးကိုပြန်လည်ပြုပြင်ဖို့ကြိုးပမ်းခဲ့တာပါ။ ဇာတာပရင်းနဲ့မှာဝက်စကော့ကထရန်ဟာဇလန်စကီစီကတောင်းမန်စကားနဲ့ဂျေဆုတင်စကားပါဝင်တဲ့စာတစောင်ကိုလက်ခံရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ယူကရိန်းနိုင်ငံသားတွေနဲ့အတူလမ်းကြောင်းမှန်ဖို့ပြန်ရောက်ဖို့မျှော်လင့်ပါတယ်။အားလုံးပြန်ဆောက်မှာပါလို့ဝက်စကော့ကပြောကြားခဲ့ပါတယ်။ဇလန်စကီဟာငញ្ញန်ဆွေးနွေးပွဲတွေမတိုင်မီလိုင်လျောမှုတွေပြုလုပ်ဖို့အမေရိကန်ရဲ့ပြင်းထန်တဲ့ပြားပေးမှုတွေကိုခံနေရပြီးသူဟာယူကရိန်းတွက်ခိုင်မာတဲ့လုံခြုံရေးအာမခံချက်ရရှိဖို့တွန်းအားပေးခံနေရတာလည်းဖြစ်ပါရခင်ဗျာ။ Reddit ပူးတွဲတည်ထောင်သူ Alexis Ohanian ဟာ TikTok ကိုဝေဖို့ကန့်လန့်မှုမှာပါဝင်နေခဲ့ပါတယ်။ Reddit ကိုပူးတွဲတည်ထောင်သူဖြစ်တဲ့ Alexis Ohanian ဟာ TikTok ကိုဗျော်မြောက်အကြံပေးသူဖြစ်ဝေဖို့ billionaire Frank McCaw ရဲ့ကန့်လန့်မှုမှာပါဝင်ခဲ့ပါတယ်။မကောရဲ့ internet စီယုံရေးတိုးတက်ရေးအဖွဲ့ဖြစ်တဲ့ Project Library ကယင်းနှိမ့်ညွန်းန်သူ Ohania ဟာ TikTok လေလံဆွဲသူများအဖွဲ့လို့ခေါ်တဲ့လုပ်ငန်းစုတစ်ခုနဲ့ပူးပေါင်းခဲ့တယ်လို့လည်းကြေညာခဲ့ပါတယ်။ အခုကျွန်တော်ဟာ TikTok US ကိုဝယ်ဖို့တရားဝင်စ조사နေသူတွေထဲမှာတူဦးဖြစ်လာပါပြီလို့အိုဟက်နီယာကလူမှုကွန်ရက် H မှာမလ၄ရက်နေ့တုန်းကပို့တင်ခဲ့ပါတယ်။သူရဲ့လေလံအောင်မြင်မယ်ဆိုရင် Project Library အဖွဲ့ကပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ TikTok ရဲ့ကြိုးရုပ်အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီးကိုရီးကိုရာလုံခြုံရေးနဲ့ Digital လွတ်လပ်မှုဟာရွေးချယ်စရာမဟုတ်တော့ဘဲအခြေခံအုတ်မြစ်ဖြစ်လာမယ်ဆိုတာသိချင်စင်မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ မလ3ရက်နေ့မှာ H အသုံးပြုသူတူက TikTok ကိုဝယ်ယူပြီးရင်ဘယ်လိုခေါ်မှလဲလို့မေးမြန်းတဲ့အခါ OH နီယာက TikTok Freedom Edition လို့ပြန်လည်ပြောကြားခဲ့ပါတယ်။ရခိုင်တမရဟောင်းဂျိုးပိုင်နန်လက်မှတ်ရေးထိုးထားတဲ့ဖရယ်ဥရီမူချန်းအရာ TikTok ဟာ၎င်းရဲ့တရုတ်အခြေစိုက်မိခင်ကုမ္ပဏီ Binance နဲ့အဆက်အသွယ်ဖြစ်ဖို့ဒါမှမဟုတ်ဇန်နဝါရီလ19ရက်နေ့မှာအမေရိကန်နိုင်ငံအတွင်းပိတ်ပင်ခံရမှာလဲဖြစ်ပါတယ်။ဒါပေမဲ့ဇန်နဝါရီလမှာလက်မှတ်ရေးထိုးခဲ့တဲ့၎င်းရဲ့ပရမအစိုးအမှုဆောင်အမိတ်ခုမှာသမ္မတဒေါ်နယ်ထရန့်က တစ်တော့တော့အဖြစ်တစ်ခုကိုဧပြီလအစောပိုင်းအထိရှာဖွေဖို့နောက်ဆုံးရက်ကိုတက်တန်းတူခဲ့တာဖြစ်ပါတယ်။စတန်ကျက်ဖွင့် Kevin O'Leary ပါဝင်တဲ့ Matt Cole ရဲ့လုပ်ငန်းစုဟာ American တစ်တော့အတွက်ဒေါ်လာ20ဘီလီယံကို Biden စီကန့်လန့်ထားပြီးဖြစ်ပါတယ်။မကောကသူစိတ်ဝင်စားခဲ့ဘူးလို့ပြောပေမဲ့လည်း TikTok US ဟာဒီတက်အများကြီးပိုတံမှုရှိနိုင်တယ်လို့သုံးသပ်သူတွေကခန့်မှန်းထားကြပါတယ်။ TikTok ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့ American Company တွေထဲမှာ Microsoft လည်းပါဝင်နေတယ်လို့ဇန်နဝါရီလမှာ Trend ကပြောကြားခဲ့ပါတယ်။ TikTok ကိုမျက်စိကျနေတဲ့အခြားသူတွေတဲမှာတော့ငြိမ်တုလုပ်ငန်း Free Flash AI ဟာ၎င်းရဲ့လုပ်ငန်းစုကို TikTok ရဲ့ US platform နဲ့ပေါင်းစည်းဖို့အပြင်အဖွဲ့အစည်းတင်မှာ US အစိုးရကိုအစုရှယ်ယာတွေပိုးရဖို့လည်းအစုပြုထားတယ်လို့သိရပါဗျ။ employer.com ရဲ့တီထောင်သူ Jesse Tinsley လည်းပါဝင်တယ်လို့လည်းသိရပါဗျ။ video game platform ဖြစ်တဲ့ Roblox ရဲ့ CEO ပါဝင်တဲ့အစုအဖွဲ့တစ်ခုကလည်း TikTok အတွက် Binance ကိုဒေါ်လာ30ဘီလီယံကျော်ကမ်းလှမ်းနေတယ်လို့ Tinsley မှပြောကြားခဲ့ကြောင်းလည်းသိရပါပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ ဆက်လက်ပြီးကမ်ပိန်းစီစဉ်များအကြောင်းကိုຫນွေဦးမေကစုစည်းတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာပါရှင်။ဒီနေ့အတွက်တော်လန်ကမ်ပိန်းတရင်အနေနဲ့အေအာနောင်းမြို့တော်တို့ကမ်ပိန်းနဲ့မိတ်ဆက်ပေးကြပါရစေ။ CRPH တရားဝင်အသိအမှတ်ပြု fundraiser တွေဖြစ်တဲ့ SCDRD နဲ့ NR Supporting Team တို့ကဦးဆောင်ပြီး ARR မြို့အနောက်ဘက်ကစီရေးအရာအရေးပါတဲ့မြို့တော်ဖြစ်တဲ့ ပခုတ်ကူမျိုးကိုနယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက်လိုအပ်ချက်များဖြည့်ဆည်းနိုင်မှုအေယာနောက်မျိုးတော်တို့ကမ်းပိန်းကိုပြုလုပ်နေပါတယ်။အေယာရီမီရဲ့အနောက်ဖက်ကမ်းမောင်တည်ရှိတဲ့ပခုတ်ကူမျိုးဟာမကွေးတိုင်းတဲကအကြီးဆုံးနဲ့အစီကားဆုံးမျိုးကြီးတစ်မျိုးဖြစ်ပါတယ်။ပခုတ်ကူစိတ်ကန်းဟာရေလန်းကုန်းလန်းဆက်သွယ်ရေးကောင်းမွန်ပြီးမြန်မာနိုင်ငံရဲ့တတိယမြောက်အရေးပါဆုံးကုန်းနှင်းစိတ်ကန်းဖြစ်သလိုအထက်မြန်မာပြည်ရဲ့စံတင်ဖို့ရောင်းချရမှာအကြီးဆုံးစိတ်ကန်းလည်းဖြစ်ပါတယ်။ ပကုတ်ကူမျိုးဟာစီရေးအရာကြည့်မယ်ဆိုရင်လည်းအရန်အရေးပါတဲ့မျိုးဖြစ်ပြီးပကုတ်ကူမြိုင်လမ်းပိုင်းပကုတ်ကူပေါက်လမ်းပိုင်းတွေဟာကပ္ပစာ24အပောင်းဝင်စစ်အခြေစိုက်စကန်းတွေပြူရာတွေကိုရိတ်ခါခဲရန်ပို့ဆောင်နေတဲ့အရေးကြီးထောက်ပို့လမ်းတွေဖြစ်တာကြောင့်ဒေသခံတော်လှန်ရေးအဖွဲ့တွေဟာအဲ့ဒီလမ်းကြောင်းတွေကိုစိုးမိုးနိုင်ရင်းနဲ့စကန်းဒိတ်တိုက်ပွဲတွေဆင်နွှဲနိုင်မှုအတွက်ကြိုးပမ်းနေကြပါတယ် လက်တလုံးမှာပခုတ်ကူအခြေဆိုင်တော်လန်ဤတပ်ဖွဲ့တွေဟာဒေတာရင်းမှာကိုင်းတော်မှနယ်မြေရဲစကန်းသိန်းတိုက်ပွဲပြူရွာစကန်းသိန်းတိုက်ပွဲများမှာအောင်ပွဲတွေအများပြားရယူထားနိုင်ခဲ့ပြီးစက္ကစားနဲ့ပြူပေါင်းရာနဲ့ချီတုတ်တင်နိုင်ခဲ့သလိုရန်သူရဲ့လက်နက်ခဲယမ်းနဲ့စစ်တုံးဆောင်ပစ္စည်းတွေအများများကိုလည်းတင်ပိုက်ရရှိခဲ့ကြပါတယ်အဲ့ဒီလိုအောင်ပွဲမျိုးတွေနောက်ထပ်နယ်မြေစိုးမှုရယူနိုင်မှုလမ်းမိုင်းထိန်းချုပ်မှုတွေချဲ့ထွေနိုင်မှုအတွက်နောက်ထပ်အင်အားဖြည့်တင်းမဲ့ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ အရေးကြီးတဲ့ထောက်ပို့လမ်းကြောင်းတွေကိုအလုံးစုံဖြတ်တောက်ထိန်းချုပ်နိုင်မှုဆိုရင်လက်နက်ခဲယမ်းလိုအပ်ချက်ကအရင်မြင့်မားတဲ့အတွက်အေယာနောင်းမြို့တော်သူဆိုတဲ့ကမ်ပိန်းကိုပြုလုပ်ကောရမုံဝေရှောက်ခွေရခြင်းဖြစ်ပါတယ်ကမ်ပိန်းတာဂတ်ကို73500မျှော်မှန်းထားပြီးမတ်လ3ရက်နေ့မှ31ရက်နေ့ထိပြုလုပ်သွားမှာပါကမိန်းမမိမိတို့တက်နိုင်တဲ့ပမာဏကစားပြီးပအဝင်ထောက်ပို့နိုင်မှာဖြစ်တယ်လို့ပအဝင်မှုတစ်ကြိမ်စီတိုင်းအတွက်စီနီယာနံပါတ်ပါတဲ့ဂုံပြူမှတ်တမ်းတစ်စောင်စီပြန်လည်ပေးပို့မှာဖြစ်ပြီး ကမ်ပိန်းပြီးဆုံးတဲ့အခါအဲ့ဒီနံပါတ်တွေထဲကမဲဖောင်ရွေးချယ်ပြီးအမှတ်တရလက်ဆောင်တွေပြန်ပေးသွားမှာဖြစ်တယ်လို့ဆိုပါရယ်ကမ်ပိန်းကရရှိလာမဲ့ရမဝေတွေကိုပခုတ်ကူခရိုင်တွင်းရှိထိရောက်တဲ့စကန်ဒိတ်တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ရေးအတွက်ရည်ရွယ်ထားတာဖြစ်လို့ဒေတာရင်းတော်လန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့သူရိန်ထီယာ Esquad Fever's Defend Force Justice Revolution Force Hand of a Kokku Sisin Gorilla Force စတဲ့ပခုတ်ကူအခြေစိုက်အဖွဲ့ငါးဖွဲ့ထံသို့စီးဆင်းသွားမှာဖြစ်ပါရယ် အညာဒေတာမှသည်တနိုင်ငလုံးစီတို့အိမ်ပြန်မဲ့ခရီးလမ်းမှာပခုတ်ဘူးဒေတာက တော်လန်ရဲဘော်တို့နဲ့အတူပောင်ဝင်ထောက်ပို့လို့တဲ့တော်လန်ပြည်သူများအနေနဲ့အေယာနောင်းမြို့တော်သူကမ်ပိန်း page မှာဖော်ပြထားတဲ့ဖန်ရိဇာများထံမှာပောင်ဝင်ကူညီအပြည့်နိုင်ကြောင်းသိရပါရရှင်။ကျမကຫນွေဦးမိပါ။အခုနားဆင်ခဲ့ရတဲ့သတင်းတွေကတော့ Voice of Revolution Line News ရဲ့နေ့စဉ်သတင်းတွေဖြစ်ပါတယ်။ကြည့်ရှုနားဆင်ကြတဲ့တော်လန်ပြည်သူအားလုံးဘေးပြာဝေးကွာကြပါစေရှင်။